လူတို့နဲ့ရေရုံစော်ကားလို့ပေါ့ဗျာတို့ကဒီတို့လူတို့နဲ့တို့ရေရုံစော်ကားတယ်အဲဒါကြောင့်မလို့နောင်ဖြစ်လာမယ့်ကိစ္စရဲ့ရက်ကိုပြည်သူလူထုတရားစီရင်ခန့်ဖြစ်တတ်မှတ်ပြီးတော့ပြည်ပြည်ထံစတင်ရေးယူပါမယ်ဆိုပြီးတော့ PDF အဖွဲ့တွေကပူပေါင်းအဖွဲ့တွေကညှိနှိုင်းတယ်အဲ့ဒီအသိပညာပေးဇာတ်လမ်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမအဆုံးပြောကြားလိုပါတယ်ဒါ့အပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးဖိရောက်ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ပါတယ်။ပထမဆုံးစစ်ကောင်စီကဝါရဖြန့်ဇလန်းတို့တခုရိုက်ကူးပြီးပြည်သူကိုဂျင်းထက်ဖို့ကြိုးစားတဲ့ကိစ္စဟာမအောင်မြင်ပဲကြာရှုံးခဲ့ရပါတယ်။ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများလို့အမည်ပေးထားတဲ့အဲ့ဒီဇလန်းတို့မှာပြည်သူတော်လှန်ရေးသမား PDF တွေကိုဂလီကရှေဇရိုက်ရှိပြီးအကြမ်းဖက်သူတွေလို့ထည့်သွင်းရိုက်ကူးထားပါတယ်။စစ်ကောင်စီကိုတော့အမှန်တရားဘက်ကလူတွေအဖြစ်ရိုက်ကူးထားပါတယ်။ ဒီဇလန်တို့ကိုထိတ်တန်းရေပေါ်စီဖက်ခွက်စားညံနေသူတွေဖြစ်ကြတဲ့နေတိုးမြင့်မြတ်ငပြောကျော်နေဝင်းအေးချမ်းမောင်စတဲ့ဖက်ခွက်စားတွေကစေနာပါပါတယုတ်ဆောင်ပေးထားကြတာကို တွေ့ရပြီးတော်လန်ရီးနဲ့တော်လန်ပြည်သူတွေကိုစော်ကားထားတဲ့ဒဏ်ရာလော့တွေကိုရင်းရင်တီးတီးသုံးဆွဲပြောဆိုသွားခဲ့ကြပါတယ်ဒါကိုမကြိုက်ကြတဲ့ပြည်သူတွေကဘိုင်းကော့လို့ဖို့လှုပ်ဆော်ကြရမှာဘိုင်းကော့တစ်ခေတ်ပြန်ထလာပြီးထိရောက်အောင်မြင်ခဲ့ကြပါတယ် ပြည်သူတွေသွေးအေးသွားပြီလို့ထင်ထားချိန်မှာဘိုင်းကောက်ကအောင်မြင်ခဲ့ပြီးစစ်တပ်ကအတုံးချခဲ့တဲ့ရေပေါ်စီဖက်ခွက်စားတွေအထိနာသွားခဲ့တာကြောင့်စစ်တပ်လော်ဘီတွေဒေါသထွက်ပေါက်ကွဲကုန်ကြပါတယ်။ဇလန်းကိုအနှဲငယ်ဝေဖန် ရေးသားတဲ့ဒိုက်တာမိုက်တီတေယုဆောင်ကျော်ဝင်းထွန်းနဲ့လူချွန်တော်အွန်တိုင်းတို့ကိုလည်းစစ်တပ်ကဒရဂျန်ဖန်ဆီးလိုက်ပါတယ်။ ဒါရင်မကသေးပဲစစ်တပ်လော်ဘီဇော်မင်းထွန်းကိုတိုင်ဒေါသတကြီးထွက်ပေါ်လာပြီးရေပေါ်စီတရုတ်ဆောင်တွေကိုကျေးဇူးတင်ကြောင်းပြောပြီးဇလန်းကိုဝေဖန်တဲ့ပြည်သူတွေကိုတော့ဒေါသတကြီးတုံ့ပြန်တဲ့အထိဖြစ်သွားခဲ့ပါတယ်အနုနီးနဲ့ဝါရဖြန်းဖို့ကြိုးစားတဲ့စစ်တပ်ရဲ့အစီအစဉ်ဟာမအောင်မြင်ခဲ့တဲ့အပြင်တပ်ဖက်က တော်လန်ရိတ်အတွက်ပါအမျက်ထွက်သွားခဲ့ပါတယ်။နံပါတ်၁ရေပေါ်စီတွေကိုအထင်းသားမြင်လိုက်ရခြင်း။နံပါတ်၂တော်လန်ပြည်သူတွေသွေးမအေးသေးဘူးဆိုတာကိုသိလိုက်ရခြင်း။ နံပါတ်3အရှိုတက်ပြီးဝါရဖြန့်ဖို့စ조사နေစဉ်ဘလူးကောင်းစောင်းထားတဲ့စစ်တပ်ရဲ့တရုတ်မှန်ကိုမြင်လိုက်ရခြင်းဒါတွေကတော့တော်လန်ပြည်သူတွေရလိုက်တဲ့အမျက်ပဲဖြစ်ပါတယ်။ဆိုတော့လူပညာရှင်တွေနဲ့ပတ်သက်လို့ရှိရင်အခုအားလုံးတဲ့အတိုင်းအဲဝေဖန်မှုတွေကြီးကျယ်ဖြစ်နေတယ်။အဲဖြစ်ုံနေမဟုတ်ဘူးအခုအဲ့လူပညာရှင်တွေကိုတတ်မှဖြစ်မယ်ဆိုချေချောက်တဲ့အရာတွေလည်းရှိနေတယ်ပေါ့နော်။ဆိုတော့လူပညာရှင်အမိခံဆိုပြီးတော့တုံးတယ်ပေါ့ဗျာနော်။ အဲ့လိုပြောတယ်ကိုနေတိုးမြင့်မြတ်နေဝင်းအေးချမ်းမောင်ချူးလေးမေမြင့်မူအောင်ခိုင်းငပြောကျော်အောင်တိုးနိုင်လင်းသွက်လက်စူပါလင်းမင်းညိုအကွာဥက္ကာပြန်ကြီးရဲချင်းရောပြောအောင်စင်ဖြူအစရှိတဲ့လူတွေပေါ့ဗျာအဲ့တို့ကတော့အဲ့လူတွေနဲ့ပတ်သက်လို့ရှိရင်တဲ့သူတို့ပြောတာနော်အဲ့လိုပတ်သက်လို့ရှိရင်တဲ့လူတို့နဲ့ရေတော်ပုံစော်ကားလို့ပေါ့ဗျာတို့ကဒီတို့လူတို့နဲ့တို့ရေတော်ပုံစော်ကားတယ်အဲ့ဒါကြောင့်မလို့နောင်ဖြစ်လာမယ့်ကိစ္စရဲ့ရက်ကို ပြည်သူလူထုတရားစီရင်ခန့်အဖြစ်သတ်မှတ်ပြီးတော့ပြည်ပြန်ထံစတင်ရေးယူပါမယ်ဆိုပြီးတော့ PDF အဖွဲ့တွေကပူပေါင်းအဖွဲ့တွေကညှိနှိုင်းတယ်။ဘယ်အဖွဲ့လဲဆိုတော့ရန်ကုန်အာမီလို့ခေါ်တဲ့ YA နောက် Dutch Shadow ဆိုတဲ့အုပ်စု Operation Operation Flame နောက်က Mother Sun and Young Mother Sun Yangon Force a broken sister ဆက်ရှိတဲ့ PDF အဖွဲ့တွေကနေပြီးတော့သူတို့ကနေပြီးစပြီးတော့ညှိနှိုင်းတယ်ပေါ့ဗျာ။သူတို့ကညှိနှိုင်းတယ်။သူတို့ညှိနှိုင်းပြီးတော့ချင်းချောက်တယ်ပေါ့။ချင်းချောက်ပြီးတော့သူတို့လည်းပြတာတွေ့ရတယ်။အဲ့လိုစဉ်းစားမှတခုပဲစဉ်းစားမှာခင်ဗျားတို့အပြင်ကနေတတ်မဲ့ပြတ်မဲ့ချင်းချောက်နေတဲ့ UG အုပ်စုရှိတယ်။အခု မြို့ပြတော်ကြောင့်ဆိုပြည်သူပြည်ရောက်ဆိုရှိမယ်နောက်တခါအာအမှုပညာရှင်ပြည်ပြောက်ဆိုရှိမယ်အဲ့လိုတွေကခင်ဗျားတို့ဘာလို့မလုပ်လို့ခင်ဗျားတို့ကြောက်အောင်ခြောက်နေလိမ့်မယ်ဖျားပေးနေလိမ့်မယ်တော့ချက်ခင်ဗျားနောက်ဆိုမလုံရဲမကန်ရဲမတို့ရဲမထီအောင်လုပ်နေတယ်အဲ့ဒါတွေအားလုံးကခင်ဗျားတို့ကြောက်လို့သူတို့လုပ်နေတာခင်ဗျားတို့မကြောက်မှာတော့ခေါင်းထဲကိုထည့်ဖို့ခင်ဗျားတို့အစွမ်းစားအရေးချင်းကိုကြောက်လို့သူတို့ဖြစ်နေတာပြဿနာသူတို့ဖြစ်နေတာခင်ဗျားတို့အစွမ်းစားအရေးချင်းကသူတို့ထက်ပိုလုံနိုင်သွားတော့မှာကိုသူတို့စိုးရိမ်နေတာအဲ့ဒါကိုကြောက်နေတာသူတို့ထက်ပိုပြီးခင်ဗျားတို့ကပြည်သူလူထုအပေါ်မှာစေတနာထားပြနိုင်တာကို ဒီဒီတွေကမမြင်ချင်ဘူးပြည်သူလူထုတေးကျပြက်စီးနေတာကိုပဲဒီပြည်ပြည်ဥစ္စာမြင်ချင်တာခင်ဗျားတို့ကြတော့နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ဒုက္ခဒုက္ခတွေကိုမြင်တဲ့အတွက်ဖြစ်တင်တာတွေကိုခင်ဗျားတို့ကချပြောသွားတာအဲ့တော့ခင်ဗျားတို့ရဲ့အင်အားနဲ့ခင်ဗျားတို့ရဲ့ပါဝါနဲ့ခင်ဗျားတို့ရဲ့အရေးချင်းကိုကိုပြည်ပြည်ဥစ္စာကြောက်နေတာကြောက်လို့ခင်ဗျားတို့ပြရားပေးတာဒါကိုခင်ဗျားတို့တို့ပြန်ရှင်နေရလဲနားလေဖို့လို့လေအဲ့တော့ကိုသူတို့ကကိုကြောက်အောင်ခြောက်နေလေကိုကအခြောက်မဟုတ်ဘူးဆိုတာပြနေလေဖြစ်ရမယ်နော်ကိုသူကကြောက်အောင်ခြောက်နေလေကိုကခြောက်မဟုတ်ဘူးဆိုတော့ပြောလို့ပြီးတော့မင်းတို့ကလည်းအခြောက်နေဖြစ်တယ်ငါတို့ကခြောက်နေမဟုတ်ဘူးဆိုတော့မပြော ပြဖို့လိုတယ်အင်အားကိုယ့်ရဲ့စူးစိမှုအင်အားကိုပြသဖို့လိုတယ်လူပြရှင်တွေကပြသဖို့လိုတယ်ပြည်ထောင်စုကခင်ဗျားတို့နောက်တစ်ခေါက်လဲဒီလောကထဲမှာခင်ဗျားတို့ပြိုင်ပက်လည်းမဖြစ်တော့ဘူးခင်ဗျားတို့နားမှာလာပြူးဆောင်လို့မဖြစ်နိုင်တော့ဘူးအေးဟုတ်စုတစုလုံးကဇက်သိန်းသွားပြီသူတို့ဇက်သိန်းသွားပြီတယ်ခင်ဗျားတို့ကကိုယ့်လူကိုယ်ကိုရဲဝံလောက်ရမယ်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇာလန်းကိုပြည်သူလူထုရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ရေးမှာပါဝင်ကူညီပေးကြတဲ့အဲ့ဒီအသိပညာပေးဇာလန်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များ ပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်။ဒါ့အပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးဖိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်တွေ့မှားရန်လှုံ့ဆော်ခဲ့တဲ့ဒါလိုက်တာမိုက်တီခေါ်တန်ထွန်းစွာစပ်ပေါ်တေယုတ်ဆောင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထွတ်ဟာသာတေယုတ်ဆောင်ပုံတိုင်းခေါ်ဇော်မြင့်တို့ကိုကျွန်တော်တို့ဖန်စီ အရေးယူခဲ့ပါတယ်။အဲ့ထက်မှဒါလိုက်တာမိုက်ဒီကတော့ဒါရခင်ကအတိုင်းရာဇသီဥပဒေပုံမှန်905နဲ့အမှုဖွင့်လှစ်ခံရခြင်းဖြစ်ပါတယ်။2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမီသောစည်းကမ်းချက်နဲ့ပြစ်ဒဏ်လွန်ငင်းချမ်းသာခွင့်ရခဲ့တယ်ဆိုဖြစ်ပါတယ်။သူ့ကိုကျွန်တော်တို့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြည့်ဆည်းခြင်းမှာ ကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးရခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစေရေးဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထွတ်အုံတိုင်းခေါ်ဇော်မင်းတို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြည့်ဆည်းခြင်းမှကာကွယ်ပေးရဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။